ားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ယူနိုက်တက်တို့တာကနေပြန်ပြီးလို့ကြိုဆိုလိုက်ပါတယ်လက်ရှိမှာတော့ Fabrizio Romano တို့ Simon Jones တို့ report ရဆိုလို့ရှိရင် Matthias Cunha က Manchester United ကိုပြောင်းရွှေ့လူတွေပေါ့နော် Ruben Amorim ရဲ့လက်အောက်မှာအဓိကကစားသမားဖြစ်ကစားမဲ့အရှင်ဒီပေါ်မှာသူ့ရဲ့သဘောကျလျက်ရှိရေဒီကစားသမားနဲ့ပတ်သက်ပြီးတော့ခေါ်ယူမယ်ဆိုလို့ရှိရင်တော့ Manchester United ရဲ့အသင်းရဲ့ဒီ Bandai ဘယ်လိုပြောရမလဲငွေကြေးတက်နိုင်မှုအတွက်စီမံရမှာဖြစ်ပြီးတော့ လာမယ့်လအတွင်းမှာပဲ Manchester United အသင်းဟာ Medius ကုညာနဲ့ပတ်သက်ပြီးသဘောတူညီမှုရရှိနိုင်မှုညွှန်လင်းထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့ကုညာဘက်ကလည်းပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်နေရဲဆိုတဲ့သဘော Manchester United ကလည်းလာမယ့်လထဲမှာသဘောတူညီမှုရဖို့ညွှန်လင်းထားတယ်။ဒါပေမဲ့ဒီငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နည်းတော့စဉ်းစားဖို့ရှိသေးတယ်။ကျော်ဒါက Fabrizio Romano တို့ပါပဲရှိရထွက်လာပြီဆိုတော့တော်တော်လေးကို သဘောကျမှုကောင်းတယ်ပေါ့နော် Chris Wheeler တို့ရှေ့ကဒီ Simon Jones တို့ပုံပြခဲ့ကြရင်မဲ့ကျွန်တော်တို့ရှေ့မှာဒီသူရဲ့ agent နဲ့တွေ့မယ်လို့ပြောတဲ့တင်ရှိခဲ့တယ်မလားဒါပေမဲ့အခုချိန်မှာတော့ Fabio Romano ရှီကဒီတင်မျိုးထွက်လာရေဆိုတော့ Corey Dwight ကရှင်းရစရာကောင်းတယ်ပေါ့ဗျာကျွန်တော်တို့လာမယ့်ရာသီမှာ number 10 role ကြီးအားဖြစ်ရပါမယ် ဒါပြင်ဒီတိုက်စစ်မှုတွေနဲ့ပတ်သက်ပြီးတော့လေ Liam Gallagher ကအခုရှိမှာတော့ထိတ်ဆုံးရတယ်ရေဘန်းဆောင်ရုံကျွန်တော်ထင်တယ်။ PNL တွေက Osimhen ကိုပေါင်းနေတဲ့တင်းထွက်ခဲ့ပြီးမယ်လေလို့အခုရှိမှာတော့ Liam Gallagher ကိုခေါ်တာပဲပို့ပြီးတော့အကျိုးရှိနေမယ်လို့ယူဆရပါတယ်။ဆိုတော့လက်ရှိမှာတော့ Matthias Cunha နဲ့ပတ်သက်ပြီးတော့ပေါ့လေ Cunha ကလက်ရှိအချိန်မှာ Wolverhampton တန်းတော့တွန်းကုန်းနဲ့စေကိုပေါင်းပတ်သက်မှုရှိကြတယ်။ပြိုင်ပွဲစဉ်မှာဆက်ရှောက်ပြင်းပြီးတော့ အသက်25နှစ်ရွယ်မက်ဒီယက်စ်ကညာက လေကိုဖန်တီးပေးရတယ်ဆိုတော့လက်ရှိချိန်မှာဘူပန်တန်အတန်းအတွက်ဘယ်လိုပြောမလဲတန်းစင်းစုံကကတ်နေပြီလို့ဒီလိုသူကတော့တယောက်ထဲရုံးကန်လှူရှားပေးနေတယ်လို့ပြောရမလားဆိုတော့ကုညာဘူပန်တန်တဲ့အတွက်တကယ်ကိုအားကိုးရတဲ့ကစားမှာလက်ရှိမှာသူရဲ့စာချုပ်ဖြစ်တဲ့ကြီးကရှောက်ဆန်းနှစ်တန်းရှိတယ်ဗောလေဆိုတော့မန်ချက်စတာယူနိုက်တက်နဲ့ဘလူးပေးရှိမလဲဗော ူညာကတော့လက်ရှိမှာလည်းနီးပြသူရဲ့ Oven နဲ့တည်ရင်နီးပြကလည်း343 system ကိုပဲကောင်းအောင်အသက်သွင်းရအောင်ဆိုတော့ Amorin ရဲ့ system အောက်မှာလည်းအသားတကြမဖြစ်စရာအကြောင်းမရှိဘူးပြီးလို့ရှိရင် Premier League မှာကစားနေကစားသမား Premier League ရဲ့အထောက်လည်းသိတယ်သူ premier league မှာဘလို့လက်ရှိရှင်မှာဘလို့ဆွမ်းဆောင်မှုပြသထားရဆိုတော့ကျွန်တော်မြင်ရတယ်ဆိုတော့ကုညာကလက်ရှိမှာဆက်ချက်မှုတီအောင်တွန်းပြီးသွားပြီပေါ့နော် ဒါပြင်ဘုဗန်ဒီပူလီ၄ချိန်လောက်ထားရယ်ဘူဗန်တန်တန်တော်လေးတော်တော်လေးကိုအကြီးကြီးရဲ့ကစားမှာဖြစ်တယ်လို့မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့ပြီဆိုလို့ရှိရင်အတန်းရဲ့လိုအပ်နေတဲ့နေရာတွေနဲ့ပတ်သက်ပြီးတော့တကယ်အရေးပါတဲ့ကစားမှာဖြစ်လာဖို့ရှိရယ်ပေါ့ဒီအချိန်မှာခွန်ညာကမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့တဲ့သဘောကျလျက်ရှိရယ်ဖာဘီဂျိုရိုမန်နိုရဲ့ဖော်ပြချက်အရတော့လက်ရှိချိန်မှာဒီအချိန်ကတော်တော်လေးကိုနှီးဆက်နေပြီပေါ့နော်ဆိုတော့ခွန်ညာနဲ့ဂျနရယ်တို့အပြောင်းရွှေ့ကတော်တော်လေးကိုနှီးဆက်နေပါပြီပေါ့နော် ဟုတ်ပြီပြရမလဲကုညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်တော်လေးသဘောကျကြပါတယ်ကုညာနဲ့ပတ်သက်ပြီးတော့တော်တော်လေးသဘောကျရတယ်မျိုးလဲနေကြတဲ့အပြောင်းအရွှေ့တစ်ခုလေးဖြစ်တယ်အဲဆိုတော့ကုညာနဲ့ပတ်သက်ပြီးခေါ်နိုင်မလားမခေါ်နိုင်ဘူးလားဆိုတဲ့အပိုင်းမှာကျွန်တော်ယူပါလေးဝင်ခွင့်ရမလားအတိုင်းနဲ့ဒီလိုကြီးတွေကိုဘယ်လိုပေးရှိမလဲအဲကျွန်တော်အခုလက်ရှိမှာရောင်းချနိုင်မကစားမှာရမှာဆိုရှင်ရီဆန်ဒုရှိမယ် market stretch food တို့အပြင်ဂျီလန်ဆန်ချူတို့ရှိမယ်ဒီပြောင်းရွှေ့တွေကယူရတဲ့ငွေဘယ်လောက်ချနိုင်မလဲယူပါလိကိုရသွားမယ်ဆိုလို့ရှင်ကျွန်တော်များများစဉ်းစားစရာ မလို့တော့ဆိုတော့ဒီအိုင်းနဲ့ပဲအများကြီးသက်ဆိုင်လာပါလိမ့်မယ်အတင်းတွေကတော့လာမဲ့လာတွေမှာကစားမနဲ့သဘောတူညီမှုရဖို့အတွက်ညှိုးလင်းထားတယ်ဆိုပြီးတော့တင်းနေထွက်ပေါ်နေပါတယ်ဆိုတော့ညီကိုရဲ့အမြင်နဲ့ပတ်သက်ပြီးတော့ခွန်ညာအပေါ်မှာကျွန်တော်ကိုရပါမယ်ဆိုလို့ရှိရင်ဟောတကယ်ဆန်ပြင်းမဲ့ကစားမလို့မြင်ရလားဘယ်လိုမြင်ရလဲခွန်ညာကတော့နံပါတ်9ပဲဖြစ်ဖြစ်နံပါတ်10ပဲဖြစ်ဖြစ်ဟိုကျွန်တော်အတင်းရဲ့ဆက်စားမှာကစားနိုင်ရင်အတင်းရဲ့ဒီဘယ်လိုပြောမလဲမန်ချက်စတာယူနိုက်တက် ကန့်ရည်တဲ့ profile မျိုးကလည်းကစားမမှာရှိရဲ့ဆိုတော့ Amorin ရဲ့343 system လက်ရှိသူရဲ့နီးပြဝန်နဲ့နီးပြကလည်း343နဲ့ပဲကစားနေရဆိုတော့ Play through ကိုပြောစီရမလို့အရာအလုံးဟာအဆင်ပြေမဲ့ပုံစံပါပဲလက်ရှိမှာတော့ကိုညာနဲ့ပတ်သက်ပြီးတော့တည်ထောင်တော့တစ်ခုထွက်လာပါတယ်ဆိုတော့ကြီးကြီးဝပြရတဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ဆက်ပြီးတော့ထပ်ပြကြမယ်